မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာအဲ့တော့ဆဲတဲ့ကောင်တွေကိုပြောချင်တာမင်းတို့ကမင်းတို့ဟိုဆဲတာမဆဲတာကတော့မင်းတို့စောက်လို့ပေါ့နော်မင်းတို့စောက်လို့ မင်းတို့တခုပြောပြကြရင်သလားမင်းတို့တီတကူဆရာတော်ဘုရားကြီးတို့เนาะအေးပါကျုပ်ဆရာတော်ဘုရားကြီးတို့เนาะအဲ့လိုဆရာတော်ဘုရားကြီးတို့မင်းတို့เนาะနိုင်ငံအတွင်းမှာရှိနေတဲ့စကိုင်းရလူတွေရောမန္တလေးနိုင်ငံအတွင်းမှာရှိနေတဲ့လူတွေရောစကိုင်းရလူတွေရောเนาะဒီမန္တလေးရလူတွေရောပေါ့เนาะဟိုအနီဘိန်းနေကြောင်ပေါ့ဒီ2021ဖေဖော်ဝါရီလတရက်နေ့အခင်းကျင်းနေရနေပြီးတော့မှเนาะ ဟိုဒေါ်စုကြည်ထမင်ကိုချုပ်ပြီးတော့မှနော်ဒေါ်စုကြည်ထမင်ချုပ်ပြီးလက်သုံးချောင်းထောင်ခဲ့တဲ့ထောင်ခဲ့တဲ့ထောင်ခဲ့တဲ့အထဲမှာမှဒီဘိန်းနေကြောင်နေအထဲရမှာမှနော်ဖရာတရားတန်ကမိဘဆရာသမားကိုတိပေမဲ့နော်ဒေါ်စုကြည်မိုင်းရဲ့မိုင်းဝါရမိုင်းကိုမိပြီးတော့တိတိကူဆရာတော်ဘုရားကြီးတို့နော်ပါကျုပ်ဆရာတော်ဘုရားကြီးတို့ နော်နောက်တစ်ခုကနိုင်ငံတော် အကြီးအကဲနော်အဘကာကျော်ကြီးဦးမင်းအောင်လှိုင်တို့နောက်တော့နိုင်ငံတော်ကိုကာကွယ်နေတဲ့နော်အောက်ခြေအားနေပြီးတော့အထက်စစ်သားတွေအထိမင်းတို့စော်ကားခဲ့တာပြီးမင်းတို့ပြန်တောင်းမှန်းဘာလို့မင်းတို့အဲ့လိုမျိုးပြောရလဲဆိုမင်းတို့ကမင်းတို့ဆဲကျင်စဲမဆဲကျင်နေအဲ့ဒါမင်းတို့လို့မင်းတို့ရဲ့မှတ်နေလဲငါဖတ်မှာမဟုတ်ဘူးနော်ဘာလို့လဲဆိုတော့မင်းတို့အဲ့လိုမျိုးဆဲလာခဲ့လို့နော်အဲ့လို ကဘာတိပုံကိုတွေပေါ့နော်ဒီဒီတီတကူဆရာတော်ဘုရားကြီးတို့ပါကျိုးဆရာတော်ဘုရားကြီးတို့ဆိုတာတကယ်ကဘာတိတဲ့เนาะဟိုဟာတွေသာသနာပြန်ပွားရေးလုပ်တဲ့ပုံကိုတွေကိုမင်းတို့တွေအမျိုးမျိုးဆဲခဲ့ခဲတော့အခုမင်းတို့ပါဖြစ်တယ်ဒီနေ့လဲငလင်လုပ်တယ်ဟုတ်လားမင်းတို့ဟိုနေ့တည်းအဲအကြောင်းကိုပြောမလို့မေ့သွားလို့တက်လားမင်းတို့အဲ့ဒါဘာဖြစ်မလဲမင်းတို့အပြင်ထွက်ရလိုက်အတွင်းဝင်ရလိုက် နေမသိတိုင်မနာဘယ်ချိန်ငလင်ထားလို့မလဲဟိုမှာမဖြစ်လိုက်ပြီးသေးလိုက်တိုက်တည်ပြိုလိုက်ဟုတ်လားဒီနေ့လည်းဖိုးတသမဖိုးလာဟိုမှာရောတောင်ကြီးမှာရောလှုပ်တာနော်ပြင်းဦးလင်မှာလည်းဒီလိုပဲပြင်းဦးလင်မှာလှုပ်တယ်ပြင်းဦးလင်မှာဒီလိုဘုံဘုံနှစ်ချိန်ပဲပြင်းဦးလင်အမြဲတမ်းလှုပ်တိုင်းအဲ့လိုပဲအဲ့တော့မင်းတို့ဖရာတရားတန်ကမိဘဆရာသမားတို့တော့ပြောတယ်ဗုဒ္ဓဘာသာနိုင်ငံမှာနေပြီးတော့မှနော်ကိုယ့်ရဲ့ဗုဒ္ဓနိုင်ငံကတိတိကူဆရာတော်ဖရာကြီးကိုဆဲတယ် ပါကြုတ်ဆရာတော်ဘုရားကြီးကိုဆဲတယ်။နော်တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့နော်ဘုရားတကမာရဝိဇိယဗုဒ္ဓရုပ်ပွားတွေရုပ်ပွားတော်ကြီးကိုနော်တေတီတာကိုးကွယ်ထားတဲ့တနိုင်ငံလုံးအတွက်ကိုးကွယ်ထားတဲ့တက်မတော်ကာကွယ်ရေးဥပဒေချုပ်ကိုဆဲတယ်။နော်အဲ့တော့မင်းတို့ကအခုဘာဖြစ်နေလဲဆိုတော့မင်းတို့မှာမင်းတို့သဘာဝဘေးတရားကြီးရပဲမင်းတို့ရိုက်ခတ်တော်တယ်မင်းတို့ဘဒူးမှဘာမှမပြောတော့နော် မင်းတို့လူမွေးသူမွေးလည်းမပြောင်းတော့ဘူးမင်းတို့ပါမင်းတို့ဆဲကျင်ဆဲမဆဲကျင်နေငါအောက်မှာဟုတ်ပြီလားဒါပေမဲ့နော်ကျွန်တော် live ကတော့ပွင့်လင်းပြောရင်ဒီ YouTube ဆိုရင်တော်တော်များများကြီးကြတာဟိုကြီးကြတော့အတိတရားလေးဝင်အောင်လို့တယောက်ကိုဟိုကျွန်တော်ပြောတဲ့စကားဆယ်ခေါင်းမှာတခွန်းလောက်အတိတရားဝင်ရင်လေတယောက်လောက်အတိတရားရဝင်တယ်တယောက်အတွက်ကောင်းတာပေါ့ဗျာသူ့အတွက်ဟုတ်တယ်မလားအခုတော့ငလင်ကလှုပ်လိုက်၃၄ရက်လောက်နားလိုက် လှုပ်လိုက်မင်းတို့ဘွားတွေအမနော်အဲ့တော့ကျတော့ငလင်းလှုပ်တာကလှုပ်ပြီဆိုရင်အဲ့ဒီမန္တလေးဆိုရင်မန္တလေးမှာလှုပ်လိုက်လို့အိမ်ပြိုတာမပြိုတာထက်အားလုံးအပြင်ထွက်ရတာအားလုံးအပြင်ထွက်ရတာကျွန်တော်တို့ကလည်းဒီအကြောင်းကိုပြောပြီးပြီကောင်းတဲ့လူက၁၀ယောက်ရှိတယ်မကောင်းတဲ့လူကအယောက်900ရှိတယ်ဆိုအဲ့ဒေါ်ဒေါ်ထဲမှာပဲအဲ့ကောင်းတဲ့လူ၁၀ယောက်လည်းပါမှာပဲအရှင်ကပြော တော့နော် အဲ့တော့ကြတော့အဲ့တော့ကြတော့ဘာဘာပြောခြင်းလဲဆိုတော့တိတိကူဆရာတော်ဘုရားကြီးကိုတောင်းပန်မှာနော်ညာတိုင်းဥချပြီးကရောအိပ်ပါတိတိကူဆရာတော်ဘုရားကြီးရဲ့ခြေတော်ရအောင်ပြီးလို့ရှိလို့ရှင်ရင်ဘာကျုပ်ဆရာတော်ဘုရားကြီးကိုနော်ဥခရှိကိုကရောအိပ်ပါ နောက်တော့မင်းတို့ဆဲနေတဲ့အဘကာကျုပ်ကြီးကိုတောင်းပန်မှာလို့ပြောခြင်းတယ်အဲ့တော့ကြတော့ကျွန်တော်ကအဘကာကျုပ်ကြီးကိုဘာပြောခြင်းလဲဆိုတော့သူခင်ဗျာတနာဖို့ကောင်းတယ်နော် သူဒီငလင်ပေးအတွက်ပေါ့နော်ဒါတောင်ကြီးမောင်ရေးချမ်းနေပြီးတော့ဆက်ထားတဲ့ကြပြားလေးတစ်ပုတ်ရှိတယ်ဒါကကျွန်တော်ထင်တာကတော့သူကတော့အဲ့လိုတော့မပြောဘူးကျွန်တော်သိတာကတော့ဒါအဘကချုပ်ကြီးကိုရည်ညွှန်းပြီးအဲဆက်တယ်လို့ပဲကျွန်တော်ကျွန်တော်ကတော့ကျွန်တော်စိတ်အတွေးပေါ့အဲ့အတွေးလေး ਨੇ ဘာလို့လဲဆိုကျွန်တော်တို့ခုဘကချုပ်ကြီးကတိုင်းပြည်ခုငလင်တန်ပေးတင်ပြည်သူဒီဒုက္ခရောက်ရှိသွားတဲ့ပေါ့နော်လူတွေအတွက်အတိုးနှုတ်သက်သွားစွာနဲ့900ရဲ့ဘန်တကူကနေပြီးတော့မှာ ဒါမှမဟုတ်226ဘီလီယံရေဆိုဘီလီယံပေါင်း926ဘီလီယံပေါ့နော်အဲ့ဒါအတိုင်းပြည်ပြုပြင်ပြောင်းလဲဖို့အတွက်ကိုပေါ့နော်ဟိုလုတ်ဝေးมาဖြစ်တယ်နော်ဒီလိုဆဲလာအောက်မှာလာဆဲနေတဲ့ကောင်တွေဘောင်ဝင်ဘူးနော်အဲ့တော့ကျတော့အဘကကြူကြီးလာလို့တော့မမင်းနဲ့ဖြစ်အောင်ရေငါ6နှစ်သားတည်းအလေးပြုလာတာလို့မင်းတို့ပြောပြီးပြီတလားနော်ဒီအဘကကြူကြီးကတိုင်းပြည်အုပ်ချုပ်မင်းလို့မင်းလုံနေတဲ့နော် မာရဝိဇယဆိုတဲ့ဗုဒ္ဓရုပ်ဘွားလေးကိုတည်ထားတာမင်းတို့မှွေမှွေရဘာမှအောင်မတည်ခဲ့နိုင်ဘူးเนาะအဲ့တော့ကျတော့ကျွန်တော်တောင်ကြီးကပြားဆရာမောင်ရေးချမ်းပေါ့ဒီနေ့ကျွန်တော်တို့ရဲ့တမတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ပေါ့เนาะကသူ့ကိုဆက်ထားတယ်လို့ပဲထင်တာပဲဒီကပြားပေါ့เนาะအဲ့တော့ကျတော့ဦးညွတ်ပါသည်တဲ့ကပြားကောင်းချင်းစိုးနှောက်ပြားပါတောကဖြာအောင် ဖန်လာသည့်ရေငလျင်ဘေးကြောင့်ပူဆွေးလို့နေပြည်သူတွေအတွက်နေရာစုံသောသူခွန်အားဖြင့်မနာမနေလှူဒန်းလေရင်ဤမြေအတွက်ပေးဆက်သူတဲ့လူမျိုးပါတာမခွဲပါပဲကြုံလာခက်ခဲဒုက္ခတွေကလဲကြသူတွေပြန်ထစေဖို့ငွေကြေးပစ္စည်းအရေးကြီးတိုင်း နီလန်းဆုံးသုံးအာကုံယုံလျက်အပြုံးမပြက်ပေးဆက်သူတဲ့သူ့လိုလူတွေမြမာမြေမှာဥယျာဉ်တိုးကပေါ်ပေါက်လာသောလွန်စွာကောင်းလာအားထားရဟုအားကြစိတ်တွေဂုံယူရင်းဖြင့်ထွန်းလင်းတင်စားပြည်သူကြားကလေးစားဖွယ်ရာမျက်စရာကိုခါခါဥညွတ်လိုက်ပါသည်တဲ့မောင်ကြီးတောင်ရဲကျန်30ရက်9လား 2025ခုနှစ်နာရီ45မိနစ်မှာမနေ့မှာရေးဆက်ခဲ့တဲ့ကြပြဖြစ်ပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်သိပါတယ်ဒါကျွန်တော်တို့တက်မရိုကာဝေဦးစည်းချုပ်နော်အဘကကျုပ်ကြီးကိုညင်ညွန်ပြီးရေးတယ်ဆိုတာဘာလို့သိလဲဆိုတော့ဒီနေ့အဘကကျုပ်ကြီးအဲပြောသွားတဲ့အကြောင်းအရာတွေပုံမှာမိတင်းပြီးတော့မှရေးထားတဲ့ကြပြလေးဖြစ်မှာပါပေါ့နော်အဲ့တော့ကြပြအစားသားတွေရောအကုန်လုံးကောင်းတယ်အဲ့တော့ပြောချင်တာကနော်စွမ်းနာလို့ပေါ့ငလီလှုပ်လိုက်တိုင်းထွက်ရတာကငလီလှုပ်တဲ့နေဟာ နော်ထွက်နေထွက်နေဝင်လေပဲမင်းတို့ထွက်လိုက်ဝင်လိုက်ပဲအခုချိန်ထိမင်းတို့စော်ကားနေတော့နော်တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးအတွက်အကောင်းဘက်ကမကြည့်ဘူးအဲ့တော့ကျွန်တော်သတင်းလေးတွေစပြောမယ်သတင်းကကျွန်တော်ကနှစ်ဖက်ပြောတဲ့လူဆိုတော့ပေါ့နော်မြတ်မြတ်တတပြောတဲ့လူဆိုတော့ရင်နီဂိတ်ပေါ့ကျွန်တော်ပြောလိုက်တော့ရင်နီဂိတ်နဲ့ပတ်သက်ပြီးတော့သတင်းပို့လာတယ်ကိုဖုံးရည်ရဲတဲ့ရင်နီဂိတ်ကအမှန်ကဒီလိုပြတဲ့တိတိကျကျပြောရရင်နဲ့မပြောသင့်ဘူးထင်လို့မပြောတာတဲ့ ကျွန်တော်လည်းမပြောပါဘူးเนาะဂိမ်းမှာကြားတဲ့စစ်တီတွေကိုတဲ့အနီးကလည်းတွားကြည့်ပါဦးတဲ့เนาะအဲ့တော့ကျွန်တော်ကျွန်တော်ပြောချင်တာကစစ်တီတွေဆိုတာကအထက်လူကြီးရဲ့အကြီးကဲအောက်မှာရှိတာလေเนาะအဲစစ်တီတွေကအထက်မှာအဲ့မှာကျွန်တော်တို့ရဲဘော်ပေါ့စရဲဘော်ဒုတကြက်တကြက်တကြက်ကြီးအဲထဏန်းရုပ်စီကျူးအဒုရာကံဘူးဒါမျိုးတွေရှိမြဲဒါပေမဲ့ကျွန်တော်ပြောချင်တာကပေါ့เนาะအဲ့တော့ အောက်ခြေစစ်သားတွေကိုလည်းเนาะအထက်ကအရာရှိတွေကဟိုအရန်ကြီးပေါ့เนาะဟိုမလျော်ညီတဲ့ကိစ္စမျိုးတွေကိုမခိုင်းပါနဲ့เนาะမခိုင်းပါနဲ့ခမားတို့လည်း KDB သွားတာလေးတွေလျှော့ပါเนาะပြည်သူနဲ့တက်မတော်ကြားမှာအမုံပွားစီမဲ့လောက်ရမျိုးတွေပြည်သူရဲ့တက်မတော်ရဲ့ဒီလန်းကိုသွားနေတဲ့ကာသမားတွေရဲ့ကြားမှာ အမုန်းပွားစီမဲ့အရာမျိုးတွေမလုပ်ပါနဲ့เนาะကျွန်တော်ကဒါတော်တော်တက်တက်ညာညာပြောတာကျွန်တော်တရားကိုမပြောခင်လူကြီးတယောက်ကိုပြောတယ်ဒါကိုကျွန်တော်စပီရောက်လုပ်တင်လားဆိုတော့အားလုံးကိုမလုပ်ပါနဲ့တဲ့တိဝအောင်တော့ပြောပေးလိုက်ပါပေါ့เนาะပြောပေးလိုက်ပါဆိုတော့ကိုယ့်ရဲ့အောက်ခြေရာစစ်တီတွေကိုဒီကားသမားတွေမုံအောင်เนาะမုံအောင်မလိုမလိုညီအပ်တဲ့အရာမျိုးတွေကိုမခိုင်းပါနဲ့ ကိုကိုတိုင်းလဲ KTV သွားတာတွေလျှော့ပါပေါ့နော်ဇန်နဝါရီတော့ကျွန်တော်တကယ်တမ်းတော့သိပြီးတော့အများကြီးမပြောဘူးစစ်တီထဲမှာလဲကောင်းတဲ့လူတွေရှိတယ်မကောင်းတဲ့လူတွေရှိတယ်နော်ဒီမှာတော့တို့ကရေးထားတာရှိတယ်အဲ့တော့ရေဒီဂိတ်ကနှစ်ဂိတ်ရှိတယ်တဲ့ကိုဖုံးနဲ့မျိုးလာနာကဂိတ်နဲ့တာဝိထိမျိုးထွက်ကဂိတ်နှစ်ဂိတ်ပါတဲ့ကားတွေကိုမစစ်ဘူးတဲ့ဒါပေမဲ့ကားတွေအမြဲပိတ်တယ်တဲ့ဘာကြောင့်ပိတ် ပိတ်ရလဲဆိုရင်ပေါ့သူတို့ပြတဲ့စာရွက်နဲ့သူတို့ဝင်သွားတဲ့နေရာခင်ဗျားတို့အဲ့နေရာခင်ဗျားတို့သိမှာပေါ့နော်ကုံကုံကားတဲ့တကယ်လားအမှန်လားဆိုတာတခါမှမစစ်ဘူးတဲ့နော်အရင်ကျွန်တော်ကိုဘုံကိုပြောတယ်လေတဲ့ကုံပေါ်မူတည်ပြီးပတ်စံတောင်းတာတဲ့ငွေပေးရင်အကုန်ရတယ်တဲ့ဒါကြောင့်တိုင်းပြည်ကကောင်းကျင်လာတယ်တဲ့ဒါပေမဲ့အဲ့လိုတွေဖြစ်နေတော့လူကျင်တဲ့အခြေအနေကိုရောက်ဖို့ခရီးက ကြာနေတာဖြစ်တယ်ကိုဖုံးနဲ့เนาะဒါကျွန်တော်တော်တော်တက်တက်ညာညာတော်ထားတာအဲ့ဒီမှာတာဝန်ကြနေတဲ့ကျွန်တော်အဲ့ဒီမှာလို့ပြောတာเนาะခင်ဗျားတို့တနိုင်ငံလုံးခြုံငုံပြီးတော့ပြောတာမဟုတ်ဘူးပြီးရင်အဲ့ဒါကျွန်တော်တိုက်ခဲ့တဲ့လူကအဲ့မှာလာအောင်မယ်ကျွန်တော်ပြောရမှာလေသိလားကိုလည်းဘာမှဟိုမှာမဖြစ်ဘဲနဲ့တိုင်းပြည်ကိုချစ်တဲ့စိတ်နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့စိတ်ဒီတက်မတော်အဖွဲ့အစည်းနဲ့တက်မတော်သားတွေကိုချစ်တဲ့စိတ်တစ်ခုနဲ့เนาะ ကိုနိုင်တဲ့ဘက်ကနေတာဝန်ထမ်းပေးနေတာတော့မှဖြစ်နေတော့ပြောလိုက်ရင်လည်းအဲ့ဒါကျွန်တော်အဲ့ဒါကိုခွင့်ကောင်းယူပြီးပြောအောင်ပါเนาะအဲ့တော့မကျေနပ်ရင်လာကြည့်ဒီမှာပို့ထားတာရှိတယ်เนาะနောက်တစ်ခုကတဲ့တောင်ဘူးကနေညောင်လေးပင်ထိဘာကိမ်းမှမရှိဘူးတဲ့ဒါပေမဲ့အဖွဲပေါင်း30လောက်ရှိတယ်တဲ့ငွေပေးရင်အကုန်ရတယ်တဲ့ဒါပေါ့เนาะယထာလန်းလုံကြုံရေးကြတဲ့ရဲနဲ့တက်ကအဖွဲတွေကတဲ့ တချို့ယထာလန်းကိုပြစ်ပြီးတဲ့လမ်းမှာဗီယာဝိုင်းနဲ့အဲ့လိုထွက်တောင်းနေတဲ့ရန်သူကကြိုက်ပြီလေတဲ့ဒါကရန်သူရဲ့အာရန်သူဝင်လို့ရအောင်အာသာချက်ကိုဖြစ်လို့ဒီအပေါ်ကရှေ့ရအကြောင်းကျွန်တော်ပြောနေရခြင်းဖြစ်တယ်နော်ရန်သူကကြိုက်ပြီလေတဲ့ဝင်ရှင်တဲ့ဘောက်ကဝင်လို့ရပြီဘောတဲ့လုံခြုံရေးကသူတို့ရှိရမယ့်နေရာမှာမရှိဘူးတဲ့လမ်းတစ်လျှောက်မှာ၄-၅ယောက်တောင်းနေတာတဲ့ဒီလောက်ပါပဲဗျာကိုဖုံကျမ်းပါပါစေတဲ့နော် ဲ့ဒါကဒီယင်းဒီဂိတ်မှာလက်ရှိရှိနေတဲ့အရာရှိတွေစစ်တီတွေနော်စစ်တီတွေကျွန်တော်တို့တက်မတော်ပုံရိပ်အဖွဲ့အစည်းနဲ့ကျွန်တော်တို့တက်ဖွဲ့ဝင်တွေရဲ့ပုံရိပ်တွေနော်အရာရှိစစ်တီတက်မတော်အရာရှိစစ်တီဒီတက်မတော်ရဲ့ပုံရိပ်ပြီးလို့ရှိရင်ရဲတက်ဖွဲ့ဝင်တွေဆိုလဲကိုယ့်ရဲ့အဖွဲ့အစည်းရဲ့ပုံရိပ်ပေါ့နော်မကြဆင်းပါနေနေဗျာနော်မကြဆင်းပါနေနေ KDB သွားတာလေးပါလေးလဲရှော့ကြပါနော်ကာသမားတွေကိုလဲတင်းတင်းကြပ်ကြပ်နော်စစ်စရာရှိရာစစ်ပြီးတော့မှ ဟိုထမင်းဘိုးဟင်းဘိုးပေါ့ဗျာဥပမာထမင်းဘိုးဟင်းဘိုးဆိုတာဒီလိုပေါ့ဥပမာခင်ဗျားတို့ပတ်စံဟိုတသိန်းတောင်းတဲ့နေရာမှာစေတနာရှိလို့ရော့ဥဥစစ်သားကြီးတို့ဥယေကြီးတို့အကိုကြီးတို့စားဖို့တောက်ဖို့လေကျွန်တော်တို့ရော့တသောင်းပေးခဲ့တယ်လို့နှစ်သောင်းပေးခဲ့တယ်ဆိုယူလိုက်ပေါ့ဗျာမပေးရင်လည်းမယူနဲ့ပေါ့ဘာဖြစ်မှာတော့ဗျာလူဘဝမှာကျွန်တော်တို့ကဒါအကုန်လုံးထားခဲ့ရမှာပဲလေမွေးပြီးလာတာတေဖို့ပဲလေနော်အဲ့တော့ကြတော့အဲ့ဒါလေးနည်းနည်းလေးဆင်ခြင်ပါလို့ယေနီဂိတ်ကိုတော့ကျွန်တော်ပြောခြင်းနေပေါ့နော် နောက်တစ်ခုကတော့အကိုကြီးမင်္ဂလာပါတဲ့ဒါကတော့ရက်ဆက်ကျန်းစုပ်ရုပ်မာတဲ့ PDF ဒီနေရာနံပြားမှာသတင်းပို့လာပြီမနေ့ကအဲ့ PDF အကြောင်းပြောလိုက်တာနဲ့ဒီနေ့တနေ့ကိုပို့လာတယ်ဒါပေမဲ့ကျွန်တော်လည်းအရက်ကလည်းပြတ်ထားတာနေလည်းမကောင်းချောင်းလည်းစိုးနေတော့အဲ့ရထဲမှာနေပြီးတော့ပဲလောက်ရတယ်အကိုတဲ့ကိုကြီးခင်ဗျားမင်္ဂလာပါတဲ့ကျွန်တော်တို့ငဇွန်မြို့နယ်ကမင်းကျိုးကြေးရွာကတဲ့ကြေးရွာကပါတဲ့ ကျွန်တော်တို့ရဲ့ရွာတွေမှာတဲ့အရန်ကိုလူတိုင်းစိတ်ဆင်းရဲနေပါတယ်အကြောင်းကားတော့တဲ့နေတိုင်းပြည်တွေတွေက လာပြီးတောင်းရမ်းနေကြတယ်တဲ့မပေးရင်လည်းရံမှုတယ်တဲ့ကျောင်းအပ်လက်ခံနေတဲ့အထက်တန်းကျောင်းကိုလည်း PDF တွေကကျောင်းမဖွင့်ရဘူးလို့လာပြီးပြောသွားကြတယ်ဒီကောင်တွေကတော်တော်အောက်တန်းကြတာဗျာကျောင်းဖွင့်ချိန်ကျရင်ဒီကျောင်းဆရာမတွေဒီကျောင်းသားတွေကိုပြဿနာရှာတယ်တခါတလေကျရင်လေကျွန်တော်တလားလုံပိုင်ရွှေကျွန်တော်တကယ်ပြောတာဒီဒီလောက်အောက်တန်းသားကြတဲ့လူတွေဗျာဟုတ်လား 22နှစ်နေကတဲ့ငဇွန်မျိုးနဲ့ငွေအင်းရွာက အမျိုးသမီးနှစ်ယောက်ကိုမနှက်အစောဈေးဝယ်သွားတဲ့အချိန်မှာ PDF တွေဖမ်းခေါ်သွားကြပါတယ်တဲ့အမျိုးသမီးနှစ်ယောက်ရဲ့အမိကမလလဝင်းနဲ့မခင်နန်းရွယ်ဆိုတဲ့အမျိုးသမီးနှစ်ယောက်ကိုခေါ်သွားတာတဲ့တညလုံးမရင်ကျင်တာတဲ့နော်မခင်နန်းအမျိုးသမီးနှစ်ယောက်ကိုခေါ်သွားပြီးတညလုံးမရင်ကျင်ပါတယ်တဲ့လှလဝင်းကိုတော့တဲ့တညအိတ်နဲ့ပြန်လွတ်လိုက်ပြီးတော့ ခင်နန်းတယ်ဆိုတဲ့အမျိုးသမီးကိုရဲတပ်သားနဲ့ကြိုက်တယ်ဆိုပြီးတညလုံးမရင်းချင်ပြီးတပ်ပစ်လိုက်ပါတယ်တဲ့ဟမ်မင်းတို့ PDF တွေဘလို့ကောင်းကြသေးလားဟမ် PDF ဆိုတာတကယ်တမ်းပြောရင် အောက်တန်းသားအဆင်ဖြစ်သွားပြီနော်24ရက်နေ့ကတဲ့အေးလာရိုးရွာဒါတယောက်ကိုလဲတဲ့ဒလန်ဆိုပြီးတော့ဆွဆွဲပြီးတက်သွားတယ်တဲ့28ရက်နေ့ကအနောက်တော်အုပ်စု ျော်ွယ်ရွာသားကိုမိုးဝင်းကိုလေအကြောင်းမဲ့လာတက်သွားတယ်တဲ့ PDF တွေဘလောက်ရောက်မှနေပြီလဲဆိုတာချင်းကြည့်နော်စဉ်းစားကြည့်ကြည့်နော်ငစုံနေမှာတဲ့အရန်ဆိုးနေတာကတားချင်းရွာကုလာရွာနှက်ကြီးရွာဖောင်းကတော်ရွာတဲပင်ရွာမင်းကြီးရွာကံမရွာပျော်ပွေရွာမကြီးကုန်းရွာ စေကင်းရွာ PDF တွေကအရန်ကိုနေရာအနှံပြလိုက်ဒုက္ခပေးနေတယ်တဲ့ အေးချမ်းစွာနေထိုင်လိုသောပြည်သူများအတွက်အကိုကြီးတော်ပေးပါအောင်ခင်ဗျာကျေးဇူးအရန်တင်ပါတယ်တဲ့အဲ့တော့ခင်ဗျားတို့ဒီငဇွန်တို့မြင်းကြံတို့ငဇွန်ဆိုတာအရင်ကစကိုင်းတိုင်းထဲမှာပါတာနော်စကိုင်းတိုင်းထဲမှာပါတာနောက်ပိုင်းကျတော့ကျွန်တော်တို့မှတ်မှတ်ရရဆို68 69အဲ့ဝင်းကျင်နေမယ်ပေါ့နော်ငဇွန်ကမန္တလေးတိုင်းထဲမှာရောက်လာတာမန္တလေးတိုင်းထဲမှာရောက်လာတာသူကအဲ့ဒီမြင်းကြံခရိုင်ထဲမှာပါမယ်နဲ့ထင်တယ်နော်38မြို့တွေထဲမှာပါလာတာနော် ဲ့တော့ကျတော့ဒီငဇွန်တို့ဘာလို့ပါဟိုကိစ္စတွေပေါ့နော်နောက်တစ်ခုကအမှန်တော့အမှန်တရားဘတ်တော်သာကိုဘုံကြီးတဲ့ကိုညီပါအောင်တဲ့ဒုဒုငဇွန်ဒီငဇွန်အကြောင်းပဲဒုငဇွန်မျိုးနယ်တွေကစာတင်ကျောင်းတွေကိုတဲ့အနီးနားမှာရှိတဲ့ PDF တွေကကျောင်းဖွင့်ရင်တက်ပြစ်မယ်လို့ချင်းချောင်းနေပြီတဲ့အရင်နေ့ကဖွင့်လို့ရနေတဲ့မင်းနေကုန်းပေါ့စိန်ဖြူဟောမဟုတ်ပါဘူးပေါ့စိန်ဖြူတွင်ကုန်း ရွာတွေကိုအမိန်ပေးနေပြီတဲ့ဖြူရင်းကုန်းရွာဆိုရင်နဲ့ဖုံးတော်ကြီးတင်အထက်တန်းကျောင်းရှိတယ်လို့ကျင်းရွာမူလာတန်းကျောင်းလည်းရှိတယ်တဲ့အခုဒီကျောင်းတွေဖွင့်ရင်ဆရာဆရာမတွေကိုရောဖုံးကြီးကျောင်းဖုံးကြီးကိုရောတတ်မယ်တဲ့ဗျာတဲ့ပြည်အဖွဲ့တွေကလည်းဖြူရင်းကုန်းတန်းကျောင်းတောင်ဘက်ရွာအနောက်တောင်ဘက်ရွာအချီနာရာနှက်ွက်ကျော်နာမှာစခန်းချထားတယ်တဲ့ တတိတိကြရတာအင်အား90တဲ့ပဝင်းကျင်လောက်ရှိတဲ့90ပဝင်းကျင်လောက်ရှိတယ်ဆရာဆရာမမိသားစုဝင်နေနဲ့အမိစင်းတွေကိုတဲ့ပီရီထန်းမင်းနေကုန်းရွာကဆရာမတွေပေါ့နော်ဆရာမအလေတန်းပြဗန်းကြီးလင်မယားဖြစ်တယ်သူ့လင် အမိအားအောင်ဝင်းနဲ့အဖအမိအားချစ်ဆောင်နဲ့ယခုနေတာကပတွက်ရွာပေတော့အုပ်စုကံပေါ့ရွာ အရှိဘက်ဘုံကြီးတောင်းမှနေတယ်တဲ့နော်မိမကြီးကဆရာမကြီးပြီးပြီးတော်တော်မယိုင်းနေဟာနေနော်စီရီယံပြန်ဝင်ပြီးတော့လေအတွင်းသတင်းကိုလေပြည်တွေကိုပို့နေတာတဲ့ကလေးတွေပညာရေးအတွက်အမြန်ဆုံးထိရောက်အောင်အမိတ်ပေးနိုင်တဲ့အရာကြီးကြီးများအစိုးရဘွယ်ဝင်ကြီးများကိုတင်ပြပေးပါတယ်နော်တော်တော်ဆိုးတယ်ဗျာသိလားအဲ့ဒါတော့ဒါငဇွန်နဲ့ပတ်သက်တဲ့ကိစ္စပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဟိုပါပေါ့နောင်ချိုး ။နောင်ချိုကကျွန်တော်မနေ့ကပြောသလိုပဲပေါ့နော်။မနေ့ကပြောသလိုနောင်ချိုအဆက်ကိုတော့ကျွန်တော်ဆက်ပေးမယ်။အရင်ဆုံးဟွာရီပခုတ်ကူလူပါရဘက်ကိုတင်မယ်။နောင်ချိုနောက်ဆုံးမှာတီးတန့်လေးအဲရန်သူတွေရဲ့တရင်အချက်လက်တွေရောဟိုနော်ဟိုအော်ရင်အော်တယ်လို့မျိုးပေါ့။အခုအော်တယ်ဆိုရင်ဒီကောင်တွေကကျွန်တော်တို့ကလေနောင်ချိုဘက်မှာကန်ကြီးပဲဆိုအပေါ်ပေးတယ်ဆိုကန်ကြီးနဲ့အခုကျွန်တော်တို့ရန်သူစုပွဲနေရဆိုရင်18မိုင်19မိုင် -20 ဝေးတယ်အဲအဲ့လိုမျိုးဟာတွေလည်းရှိတာပေါ့เนาะအဲ့လိုမျိုးတွေရှိတော့ဘာကြောင့် ဒီဘက်ကိုပြီးတော့လေမိုးတွေအရန်ရွာနေတဲ့အချိန်မှာဖုံးဆက်သွယ်မှုလိုင်းရမရဘူးဖုံးဖုံးဆက်တယ်ဟိုဘက်ကအမှဒုတက်မှမှုလို့ပါလို့ရှိတယ်နော်အဲ့မှာဟိုကိုမြင့်ဝေလာမသိဘောနော်သူတို့အဲ့ဖုံးတွေကိုလမ်းချိတ်တာချိတ်လို့မရအောင်ဖြစ်နေလို့ပေါ့နော်ကိုကပခုတ်ကူယူပခုတ်ကူပေါ့နော်ပခုတ်ကူခရိုင်မင်းညံမြို့နယ်တဲကတဲ့အကျမ်းမရွာကြီးဖြစ်တဲ့ဘောင်ပင်ဘောင်ပင်ဘောင်ပင်မြို့ဆိုဘဟင်ဝေထောင်စတဲ့မြို့အနောက်ပိုင်းရွာတွေကိုရှင်းလင်းဖို့ပြောပြပါအောင်ရှင်တဲ့ မြိုင်မျိုးပေါ်မှာရင်ဆိုင်နေရတဲ့မြိုင်အနောက်ဆိုဘသူမှမမသွားရတော့တာတဲ့အချို့ကအကျမ်းဖတ်တွေနဲ့မိသားစုဝင်တွေဆိုတော့မြိုင်အနောက်ဘက်ကအိမ်တွေတဲ့နေကြတယ်လို့ကြားတယ်တဲ့အခုဆိုရင်အင်တာနက်လိုင်းမရတာကြာပြီတဲ့ဖုန်းပြောမယ်ဆိုရင်တော့ဖုန်းလိုင်းကအမြင်မရပါဘူးတဲ့အကျမ်းဖတ်ရွာတွေဆိုတဲ့မီးလဲလာတယ်ဖုန်းအင်တာနက်လိုင်းနဲ့အကုန်ရတယ်တဲ့ပကားပါရွာတွေနေတချို့လူတွေလာရင်တဲ့ပြည်သူတွေ ပြည်သူတွေနဲ့ပြောပြီးဝင်လာတယ်တဲ့မြို့တဲကဝန်ထမ်းတွေနေတဲ့လူနေစုလောက်ပဲနေမြေကလည်းမြို့မြို့လေပိုင်းလောက်ပဲကျန်တော့တာပါတဲ့အကြမ်းမတ်တွေကတကယ်ကိုတောင်းကျမ်းနေပါတယ်တဲ့မြိုင်အနောက်ပိုင်းရေနံမော်ဘက်တွေဆိုတဲ့စီကားပြီးသွာလာလှုပ်ရှားနေကြတယ်တဲ့အချို့အကြမ်းဖက်ခေါင်းဆောင်တွေဆိုရေနံတတွေတွေတောင်ဖြစ်နေပါပြီတဲ့သူတို့ရဲ့ရေနံကားတွေကရောဘယ်လန်းတွေကနေဘလို့သွားလဲတွေးလို့တော့မရဘူးတဲ့မြို့ထဲမှာအခုထိ တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းပသစတက်မတော်ကနေရာပေးထားတဲ့လူအ ਨੇ ချင်းပဲရှိသေးတယ်။အမြဲပဲသွားသွားဖေးလာလာတဲ့မလုံးဂျုံဘူးတဲ့အထက်ကလူတွေမတိတာလားမြို့နယ်ကတင်သမျှစာတွေကအထက်ကိုမရောက်တာလားကိုဖုံးကြီးတွေပြောပေးပါအောင်ရှင်တဲ့